မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ရှေးအားလျက်စင်မှာလျက်စစ်တာထုတ်ယူနိုင်မယ့်စီမံကိန်းအစ်စ်များကိုစဉ်ဆက်မပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားရမည်လို့လျက်စစ်ဝန်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ဆစ်တံအားရရှိမှုဟာအဓိကကြားရာကြောင်းမိမိတို့ဝင်ကြီးဌာနအနေဖြင့်နိုင်ငံရဲ့တဘာဝအရင်းမြစ်များရရှိမှုပေါ်အခြေခံပြီးစီးပွားရေးအရတွက်ချေကြိုက်ကတဘာဝပတ်ဝန်းကျင်နဲ့လူမှုပတ်ဝန်းကျင်ကိုထိခိုက်မှုအ ਨੇ ဆုံးဖြစ်စေမယ့်ရေအားလျက်စစ်မှလျက်စစ်တာထုတ်ယူနိုင်မယ့်စီမံကိန်းအသစ်များကိုစဉ်စမပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းလျက်စစ်စွာဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးညံထွန်းကပြောကြားပါသည်။ ဇွန်လ15ရက်မိုးလွယ်ပိုင်းကအထက်ကျိုင်းတောင်ရေအားလျက်စစီမံကိန်းနဲ့မောင်းနှင်လက်ပတ်လျက်ရှိတဲ့ကျိုင်းတောင်တအားပေးဆက်ရုံရဲ့ဓာတ်ထုတ်လုပ်နေမှုတွေကိုကြည့်ရှုစစ်ဆေးခြင်းပြောကြားကြောင်းသိရပါတယ်။ဆက်လက်ပြီးပြည်တော်စုဝင်ကြီးကအခုကဲ့သို့စီမံကိန်းအစ်တများကိုဆောင်ရွက်နိုင်မှသာနိုင်ငံတော်ရဲ့နှစ်စဉ်တိုးတက်သုံးဆွဲလာမယ့်လျက်စစ်တရားလိုအပ်ချက်များကိုအချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားပြီးစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသောဝန်ထမ်းများအတွက်စားသောက်ဖွဲ့ရများပေးအကြောင်းသိရပါတယ်။ ကျိုင်းတောင်ရေအားလျက်စစ်တားဘေးဆေယုံဟာရှမ်းပြည်နယ်တောင်ပိုင်းမိုးနေမြို့နယ်တွင်တည်ရှိပြီး16မဂါဝက်တအားပေးဆက်၃လုံးဖြင့်တက်ဆင်အင်အား54မဂါဝက်ရှိကာနှစ်စဉ်ကီလိုဝက်နာရီတန်ပေါင်း389တသမ6သန်းထုတ်လုပ်ပေးလျက်ရှိတဲ့ဒိုက်ရိုက်ရှိသွဲစနစ် Ram of River Dike ဆေယုံတစ်ခုဖြစ်ပြီးထွက်ရှိလာတဲ့လျက်စစ်တားများကို230 kV မဟာတားလိုင်းဖြင့်နိုင်ငံတော်တအားစနစ်သို့ချိတ်ဆက်ပို့လို့ပြန်ပြူပေးလျက်ရှိတယ်လို့သိရှိရပါတယ်ရှင်။